ကုန်လုံးမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါခင်ထေးကျွယ်ဟာဒီနေ့မော်လမြိုင်မြို့မှာမဲဆန္ဒရှင်ပြည်သူတွေနဲ့တွေ့ဆုံပြီးလွှတ်တော်မှာသူ့ရဲ့တဦးချင်းအခြေအနေကိုရှင်းပြခဲ့ပါဗျ။ဒီမအနေနဲ့လွှတ်တော်ထဲမှာကွန်မြူနီကြောင်းကိုမပြောတာတတိုင်းတစ်ပြည်လုံးနဲ့အတိုင်းအတာနဲ့သက်ဆိုင်တဲ့အကြောင်းအရာဆိုလို့ရှိရင်ဒီမှာပြောမယ်။အဲ့ဒါမှ လူလူလည်းစိတ်မေသာကိုယ့်ရဲ့ရွာကိုယ့်အကြောင်းတော်ကိုယ့်အိမ်ရှိရာလမ်းလေးတစ်ခုပြင်ပေးဖို့เนาะတရားလေးတစ်ခုဆောက်ပေးဖို့သွားပြောနေလို့ရှိရင်ဒါကျမတရားရဲ့အယူဆเนาะအဲ့လိုသွားပြောရင်အဲ့ဒီပြောတဲ့လူနဲ့အဲ့ဒီရက်ယူရရွာဒီကစိတ်မေသာမယ်ကျန်တဲ့လူကစိတ်မေသာမှာမဟုတ်ဒါကြောင့်မို့ဒီချို့တော်တော်လေးမှာတွေ့ပါအိမ်လိုက်နေတယ်ဆိုတာပေါ့အဲ့ဟာခုလိုပြည်သူလွတ်တော်အမတ်တော်ဦးကမဲဆန္ဒရှင်ပြည်သူတွေနဲ့တွေ့တာကောင်းပေမဲ့ တက်ရောက်တဲ့အရေးအတွက်အားနည်းနေသေးတယ်လို့မော်လမြိုင်မြို့အောက်ကျင်းရက်ကွက်နေဦးမြင့်စိုးကပြောပါတယ်ပြည်သူတွေတက်ရောက်မှုအားနည်းပါပြည်သူတွေများများတက်မှာပဲကျွန်တော်တို့ပြည်စုံစည်းရုံးနေရပါဘူးဒီလိုထိရောက်မှုနဲ့ဆန္ဒနေ မော်လမြိုင်ဒေသခံတွေရဲ့အခက်အခဲကိုပြည်내အဆင့်မှတင်ဖြေရှင်းပေးလေရှိပြီးပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့တာဝန်ဟာတနိုင်ငံလုံးနဲ့သက်ဆိုင်ကြောင်းရေးရာကော်မတီတွေကိုသာတင်ပြလေရှိကြောင်းလည်းဒေါက်ခင်ထေးကျွယ်ကပြောပါတယ်။သူတို့လိုချင်တဲ့သူတို့ဖြစ်စေချင်တဲ့ဟာတွေသူတို့ရဲ့လိုအပ်ချက်တွေသူတို့တင်ပြတယ်။သူတို့တင်ပြတာမှာအန္တရာယ်နေပြီးတော့သက်ဆိုင်ရာဌာနဆိုင်ရာနဲ့တိုက်တွန်းပေးမယ်။အကြံဉာဏ်ပေးမယ်။ဒါတွေလုပ်ပြီးပါဆောင်ရွက်ပေးပါလို့ပြောမယ်။ တော့လိုအပ်တဲ့အစီအစီပေါ့နော်ဟိုမြို့နယ်စီဆိုမြို့နယ်စီပေါ့ပြည်နယ်စီဆိုလည်းပြည်နယ်စီအစိုးရဖွဲ့စီအစိုးရဖွဲ့တက်ဆိုင်ရတက်ဆိုင်ရပေါ့အဲ့ဒီလိုပြောပြရမှတောင်းစီအိတ်တောင်းသူတို့ဆရာလိုအပ်ချက်တွေကိုဒီမှာတို့အဲ့ဒီလိုပြန်တောင်းတယ်တောင်းတယ်သူတို့လိုအပ်ချက်တွေကိုအဲ့ဒီလိုဖြည့်ဆည်းပေးဖို့ဒါဆောင်ရွက်ပေးမယ်ပေါ့ဒါပဲပေါ့တရားစီရင်ရအုပ်ချုပ်ရေးပြည်သူ့လွတ်တော်အမတ်ဒေါခင်ထေးကျော်ဟာမနေ့ကမော်လမြိုင်မြို့ပေါ်ရှိရင်းနှီးမြုပ်တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်ရှင်။